။ Oliver Kane ဘက်ကိုလှည့်လာတဲ့ Man United ပရိသတ်များလုံးမဲမိတာပါဗျာ။ Manchester ဖွားစုံကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင် Manchester United ကရာသီသင်းအတွက်ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုရင်ဂိုလမနီယာကနေအထောင်တိုင်းစင်မူနီယာအထိတသိန်းလုံးချွတ်လဲလိုက်တင်နေပါရင်အထူးသဖြင့်ပြီးခဲ့တဲ့ရာသီမှာ United ကအခွင့်အဖန်လေးမှုတွေအများကြီးရှိခဲ့ပေမဲ့အဆုံးသတ်ပေးမယ့်တိုက်စစ်မှုကောင်းမရှိရကြောင်းအသင်းကလည်းလိုအပ်နေတဲ့အတွင်းကိုတွေကိုမရှာဖွေနိုင်ခဲ့ပေတနည်းပတ်လုံးဂိုးမိုးခေါင်နေခဲ့တာကြောင့် တိုက်စစ်နေရာတွေကတော့တေချာပေါက်ခေါ်ယူဖို့လိုအပ်နေပါတယ်။ United ဟာပြီးခဲ့တဲ့ရာသီမှာအဆင့်59နဲ့ရာသီသင်ခဲ့ရတယ်လို့ဥရောပဝင်ကလေးများရှိတော်တာကြောင့်နောက်အတီအတွက်ကစားမအင်အားဖြည့်တင်းရမှာစင်ခေါ်မှုတွေနဲ့ရင်ဆိုင်လာပါတယ်။ဈေးကွက်ထဲမှာအတင်း၃နိုင်တဲ့နံပါတ်၉ကစားမတွေကရှားပါတယ်လို့ကစားမတော်တော်များများကလည်း United ကိုငင်းဆန်နေကြတာကြောင့်တိုက်စစ်မှုရှာဖွေဖို့အခက်တွေ့နေရပါတယ်။ဒီလိုအခြေအနေမှာ United ကအတင်း၃ကစားမတယောက်ကိုရှာတွေ့ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာသူရဲ့အတိုင်းစင်မှုနေရာအတွက်ကစားမရှာဖွေရင်နောက်ဆုံးမှာတော့အင်စတန်ဗီလာကစားမအိုလီဝဲကင်းကိုပါရေဒါနဲ့ထည့်သွင်းလိုက်ကြောင်းသတင်းတွေထွက်ပေါ်လာနေပါတယ်မန်ချက်စတာယူနိုက်တက်ဟာနွေရာသီအပြောင်းရွှေ့စတင်လာတဲ့ဝူတိုင်းစင်မှုမာတီးယက်ကွန်ညာကိုအရောက်ခေါ်ယူခဲ့သလိုလက်ရှိမှာလည်းဘရန်ဖို့တိုင်းစင်မှု Brian Ambumo နောက်ကိုလိုက်နေပါတယ်ယူနိုက်တက်ကအတိုင်းစင်နေရာရဲ့နံပါတ်6ကစားသမားကိုလည်းအသစ်တယောက်အလိုရှိနေသေးပေမဲ့ဘန်နာရီကလည်း limit ကိုထိနေပါပြီ။ယူနိုက်တက်ဟာဗီတာဂျိုကီယက်စ်၊ဗီတာအိုစီမန်တို့လိုကစားသမားတွေနဲ့တရင်ကြည့်နေတယ်လို့ဖရန်ဖတ်ကစားသမားလေးကိုကိုအီကီတီကီကိုလည်းမျက်စိကျနေပါသေးတယ်။ ပေမဲ့ဒီကစားမတွေအားလုံးကိုအာဆင်နယ်ကလည်းချိန်ဆက်နေတာကြောင့် United အတွက်ပြင်မဲ့အသစ်လိုအပ်လာပါတယ်။ဒါအတလက်တစ်တင်းထဏာရဲ့ဖော်ပြချက်အရ United ဟာခေါ်ရခတ်နေတဲ့တခြားပြင်မဲ့တွေထက် Oliver King ကိုပိုပြီးဈေးတက်တာသလို Premier League မှာလည်းတက်တည်ပြပေးတာကစားမတယောက်ဖြစ်တာကြောင့်အသင်သုံးလိုက်ယုံမဲမို့ Working ကိုခေါ်ယူဖို့စိတ်ဝင်စားလာကြောင်းသိရပါတယ်။ United က Instovilla အသင်းကို Working ကိစ္စနဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းစုံစမ်းနေတယ်လို့လည်းဒီနေ့တွေမှာဖော်ပြထားပါတယ်။ ဝက်ကင်းကဖီလာနဲ့2028ရက်အထိစာချုပ်တက်တန်းကျန်ရှိနေသေးပြီးဖီလာဘက်ကပေါင်တန်း60ဖြင့်တန်ဖိုးတက်မှတ်ထားကြောင်းသိရပါတယ်။ဝက်ကင်းဟာယုံကြည်ကိုးစားတဲ့ပရီးမီးယားလိတိုက်စင်မှုတစ်ယောက်ဖြစ်ပြီး184ပွဲကစားထားရမှာ85ဂိုးအတွင်းယူပေးထားခဲ့ပါတယ်။ဒါကြောင့်ဝက်ကင်းဟာ Old Trafford အတွက်ဂိုးတွေတဲဆောင်လာပေးမဲ့သူမျိုးဖြစ်ပြီးအီမော်ရီရဲ့စနစ်မှာလည်းတိုက်စစ်ကိုဦးဆောင်ပေးနိုင်မယ်ကစားမှာဖြစ်ပါတယ်။ Manchester United ကလက်ရှိတိုက်စင်မှုတွေဖိကြတဲ့ Robert Wiley နဲ့ Joshua Zirkzee ကိုလည်းအယောင်းဆင်းတင်ထားပါသေးတယ်။ ဖွိုင်လန်ကိုအင်တာမီလန်ကစိတ်ဝင်စားနေတာကြောင့်ဒီနေ့ရဒီမှာရောင်းချမယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ကစားမကတော့ Ultra Four မှာပဲဆက်ပြီးကစားချင်နေပါတယ်။ Working ကဗီလာကိုပြောင်းရွှေ့ပြီးကလေးကဘောလုံးရသည့်တိုင်း၁၀ဂိုးနဲ့အထက်လေးသွင်းကိုရအောင်နိုင်တဲ့ကစားမတစ်ယောက်ဖြစ်ပါတယ်။ Working ရဲ့ခြေစွမ်းကလည်းတစ်ပြေးပြေးနဲ့တိုးထက်လာနေပါတယ်။ Working ကပြီးကလေးရသည့်မှာအရင်၂ရာသီထက်မိနစ်၆ရာကျော်ရောနေပြီးကစားထားတာတော့သွင်းကို၁၆ကိုရရှိထားခဲ့ပါတယ်။အစကတော့ Manchester United က Oliver Kane အတွက် Marcus Rashford ကိုလိုက်ပေးပြီးလဲလှယ်သွားဖို့စဉ်းစားထားတာပါ။ ဒါပေမဲ့ Rafo ကဘာစလိုနာကိုပဲပြောင်းရွှေ့ခြင်းနေတယ်လို့ Instonvilla ကလည်းယာတီဝမ်အငှားခေါ်ထားတဲ့ Rafo ကိုအပိသက်ခေါ်ယူခြင်းမပြုတော့ကြောင်းကြေညာလိုက်ပါရင် တရားဒီလိုကနေရာဒီမှာအဆုံးသတ်တည်ကြတဲ့တိုက်စစ်မှုတရားကိုခေါ်ပြအောင်ခေါ်ရမှာဖြစ်ပြီးဒါကလည်းကစားမဟောင်းတွေဘလောက်ထိပြန်လည်ရောင်းချနိုင်မလဲဆိုတဲ့အပေါ်အမှုတည်နေမှာပါ United က Marcus Rashford, Ramak Wylan, Alejandro Garnacho, Jadon Sancho, Anthony တို့ကိုတော့ရောင်းချသွားဖို့စီစဉ်နေပါတယ်။ဒီကစားသမားတွေကိုရောင်းချနိုင်ခြင်းက United ရဲ့နေရာဒီအပေါ်အများကြီးတက်ရောက်မှုရှိလာမှာဖြစ်ပြီး Emery ရဲ့ခေတ်သစ်အတွက်ကစားသမားအသစ်တွေနဲ့အသင်းကိုပြန်လည်တည်ဆောက်ဖို့အခွင့်အရေးရရှိလာမှာလည်းဖြစ်ပါတယ်။ ဝက်ကင်းကမီလာဘက်ကနေထွက်ခွာလိမ့်မယ်ဆိုတဲ့သတင်းတွေအများကြီးတက်နေပြီးအာဆင်နယ်နဲ့လည်းသတင်းတွေထွက်နေပါတယ်။ဒီလိုဝက်ကင်းကနောက်ရသေးမှာဥရောပပြိုင်ပွဲတွေကစားကွင်းကိုလက်လွတ်ပြီးအော်ထရက်ဖို့ကိုပြောင်းရွှေ့လာပါမလားဆိုတာကတော့မသေးချာသေးပဲဖြစ်နေပါတယ်။ဟုတ်ကဲ့ပါဗျာဗီလင်ကလောက်ပါမယ်။နောက်နေ့မှလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။